ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘာကြီးဆန် channel လေးကနေစိတ်ဝင်စားပွဲ ထူးခြားဆန်းကျင်းလူဝင်စားဖြစ်ရမယ့်ဇလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ရွှေဘော်ကျွင်းစေတော်ဝင်ကျောင်းနေရေငန်းရွာမှာတဘဝသေဆုံးပြီး လူနှစ်ယောက်ဝင်စားခဲ့တဲ့ဖြစ်ရဆန်းလို့မိရတဲ့စိတ်ဝင်စားပွဲ ထူကြဆန်းခြင်းလူဝင်သားဖြစ်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပြီးမှဖြစ်လို့ခန်းစားနားစင်အောပေးကြပါဦးခင်ဗျာနှစ်ယောက်တဘဝလူဝင်သားဖြစ်ရဟမ်မြေမူရွာကိုအယောင်းဝယ်ကိစ္စနဲ့ကတော့မကြခဏရောက်ရှိနေကြဖြစ်ပါလိမ့်အတင်ခုတ်ပြီးတော့ငှက်ပြောများဝယ်ရန်အတွက်ရောက်ခဲ့ပူခြင်းဖြစ်ပါလိမ့်ယခုတစ်ခေါက်က အရေးပေါ်ငပြောပီးများလိုအပ်လို့ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်။ငပြောခုတ်တဲ့လို့တမောင်းအစင်တင်မရှိတဲ့အတွက်ကိုတိုင်းပဲငပြောခုတ်ယူရန်အတွက်ငပြောကြံကိုအဖို့ဖြစ်သူတာတီးနဲ့တူ ရောက်ရှိလာခဲ့ရခြင်းဖြစ်ပါတယ်။ငပြောကြံတွေကိုရောက်လာတာနဲ့တာတီးနဲ့တယောက်တစ်ချံခုတ်ရန်အတွက်လူခွဲလိုက်တယ်။ချန်နဲ့စားလို့ရောက်ရောက်ချင်းနေဆောင်နဲ့ပေဆောင်နဲ့ချန်ဆောင်နဲ့သမ္မာဒေဝနဂေါနဲ့များများကိုမြစ်တာဖို့ အမြပေးဝေလိုက်ပါတယ်။မြတ်စွာဘုရားနဲ့ကျေးဇူးရှင်ရွှေဘော်ရွှင်စေတော်ဝင်ကျောင်းမှဆရာတော်ဘုရားကြီးကိုအာရုံစုဆိုင်ဖူမြော်ကြီးညို့လို့မိမိရဲ့ခန္ဓာကိုယ်ကိုလှူဒန်းလိုက်တယ်။အန္တရာယ်ခတဲ့ကင်းကြီးစီရန်ကိုကြီးဆောက်ရှောက်ပေးပါလို့ဆရာတော်ဘုရားကြီးကိုစိတ်မနှောနဲ့ရှောက်ထားလိုက်ပါတယ်။မျက်စိမိတ်လို့အာရုံပြုနေစမောကိုဝတာရဲ့အာရုံထဲမှာဒွေတန်ရဲရဲတို့ကို မြင်တွေ့လိုက်ရတယ်။ကိုဝတာဖျားတာလိုက်မိတယ်။ မျက်စိနှလုံးကိုအမြန်ဖွင့်လို့ဆရာတော်ဖေကဲ့တော်မူပါအာဖေဖေတပည့်တော်နေတကွာခုနှစ်ရက်သားသမီးပေါင်းပေးရန်ခတဲ့ကင်းကျင်ရပါစေယောဂခတဲ့ကင်းကျင်ရပါစေသူကဲ့သို့အတန်ထွက်ပြီးတော့ဆူတော်မိလိုက်တယ်တစုံတရာဖြစ်မဲ့အတိတ်နမိတ်ဆိုတာကိုတော့ကုဝတာသိပါတယ်မိသူမိဝါမိကဲ့သို့ဖြစ်မှာကိုတော့ကုဝတာအတိတ်ကြမသိပါကုဝတာက ရင်ငံရွာသားတယောက်ဖြစ်ပါလိမ့်၆နှစ်သားအရွယ်ကလေးကရွှေဘော်ကျွင်းဆရာတော်ဖျားကြီးရဲ့ဇေတော်ဝင်ကျောင်းမှာကျောင်းနေခဲ့သူဖြစ်တယ်။ဆရာတော်ဖျားကြီးရဲ့လက်ရင်တပည့်ဖြစ်ပါလိမ့်ဝါတာဆိုတဲ့နာမည်ကိုဆရာတော်ကြီးကိုယ်တိုင်မှတ်ခေါ်ခဲ့ခြင်းဖြစ်တယ်။ရှင်သာမဏေဝေခဲခြင်းကလေးကဆရာတော်ဖျားကြီးရဲ့ဇေတနာကျင့်စဉ်များကို ပြုလုပ်အားထုတ်ခဲ့သူဖြစ်ပါလိမ့်။ဒါကြောင့်ပဲထင်ပါလိမ့်အတေနိမိတ်ကိုရိုးရိုးရိပ်ရိပ်တော့ ကြိုတင်မြင်အောင်နေတတ်တယ်။ကိုဝါတာကမြတ်တာတို့ပရိတော်ကိုရွတ်ဖတ်လိုက်တယ်။ဘာလုပ်တင်တယ်လဲလို့စဉ်းစားလိုက်တယ်။တပတ်ငါပြောချင်တဲ့ကိုရောက်နေတော့တာတိကိုလှမ်းပြီးတော့ခေါ်လိုက်ပါတယ်။တာတိရဲ့ဟေးတာတိဒီဘက်ခဏလာခဲ့စမ်းပါဦးကွာ။ဟေးလာပြီလာပြီ။ဘာဖြစ်လို့တော့ဝါတာရဘာမှဖြစ်ပါဘူးဖြည်းဖြည်းတတ်တာလာပါကွာ။ခြေကင်းလက်ခင်းလည်းကြည့်ပြီလားဟေး။ ပြောစရာရှိလို့ခေါ်တာပါကွအေးအေးအေးလာပြီလာပြီတတိကငါပြောကုတ်ဓာတ်ကိုကန့်လျက်အမော်တကောရောက်လာပါလိမ့်ဘာဖြစ်လို့တော့ဝါတာရငါပြောမကြိုက်လို့လားကွမဟုတ်ပါဘူးကွာငါမျက်စိထဲမှာ တွေးတန်ရဲရဲတွေမြင်နေလို့ကွအဲ့တော့ဒုနေအောင်ငါပြောခုတ်မနေနဲ့တော့ကွာရွှေပြင်းရအောင်ငါပြောချင်ပိုင်ရှိကိုပြောပြီးအဲ့လိုသမားရအောင်ရှာခိုင်းပြီးရတဲ့နေ့မှာပူခိုင်းမယ်ကွာ မင်းတဘောပါဗျာစိတ်လေးနေနဲ့ပြန်ရတာပေါ့ကွာကိုဝါတာနဲ့ကိုတာလေးတို့တိုင်ပင်ပြီး နေဦးတဘောတို့ရွာကိုပြန်ခဲ့ကြပါလေဟန်မြမိုးရွာနဲ့ရွှေဘော်ကျွန်းရွာမှာကားသွားလာပေါ်များတယ်တကြောင်ချက်ချင်းပြန်ခဲ့ကြပါလေရွှေဘော်ကျွန်းဇေတော်ဝင်ကျောင်းရှိကိုဝါတာရဲ့ငပြောဆိုင်ကိုရောက်တာနဲ့ဒါဖြစ်သူကြောကြောဆိုးရဲမင်းမောင်ပတိအဖွေးသားနဲ့မြင်တွေ့လဲရပါလေကြောကြောဆိုးမောင် ၃နှစ်သားသာရှိပါသေးတယ်။ကိုဝတာနဲ့မာဂျင်းမြိုင်တို့ရဲ့တူရီတော်တာဖြစ်တယ်။စီဒန်တန်လုံးကချစ်ခင်ကြတယ်။ကြောကြောဆိုးကစကားတက်တယ်။ချစ်ခင်အောင်ပြောတတ်တယ်။ဒါကြောင့်အလုံးက အလိုလိုက်ထားတဲ့အတွက်စော့တော့အတော်ကိုစော်ပါတယ်။ယခုလေပလက်ကလေးထိုင်ကို နောက်ကနေတက်လိုက်သဖြင့်ကလေးထိုင်ကတောက်ပြုတ်ပြီးမိသေးကိုရိုက်မိရမှ တင်ရကမပြင်းထန်တော့လေနှစ်ချက်ချုပ်လိုက်ရပါတယ်။ ကိုဝါဒါကတောင်ငယ်ကိုရင်ဝင်နေထဲလို့တော်ပါသေးရဲ့လို့ဖြစ်သိခဲ့ရတယ်။နောက်တည့်ရက်မနက်စောစောမှောင်ဆရာတော်ဖျားကြီးကခေါ်တဲ့ဖြင့်ကိုဝါဒါနဲ့မချင်းမြိုင်းတို့အမြန်သွားကြရပါတယ်။ဟေးမင်းတို့နှစ်ယောက်ဓာတ်ပေါင်းစီဒီမှာအတိတ်ထံဝင်ရမယ်။ကိုရတတိမပြမကွာအချိန်မှန်မှန်ပြုလို့ရအောင်ပဲ။ဘယ်လိုကြောင့်လဲမှပြက်ကွက်လို့မရဘူးနော်။မနက်၄နာရီမှာကောင်းတော်ကိုပါပတိကို ကိုယ်ပဲစိတ်ပါဝိနည်းတတ္တဝါတွေကို မြတ်တာဖို့အမြဝေပေးပါကဲကဲအဲ့ဒါပဲသွားတော့ထူတော့ထူပါလိမ့်ဆရာတော်ဖျားကြီးမောင်မြတိခါကမှနှစ်ယောက်တည်းတည်တံ့အဋိဋ္ဌံမဝင်ခိုင်းခဲ့ဘူးကေဒါကြောင့်ကိုဝတာနဲ့မကျင်မြိုင်အဋိဋ္ဌံဝင်ခဲ့ကြပါလိမ့်အဋိဋ္ဌံဝင်လို့ငါရံမြောင်နေခင်ပိုင်းမောင်ဘာဖြစ်လို့မောင်ကြောကြောဆူအနာဝင်ပြီးအပြင်းဖြာပါတော့တယ် ကျမရေးစေဘေကံကိုရောက်ရှိခြင်းမောင်းမောင်းကြောကြောဆူပါဇက်ဟာလို့မရတော့တူနာပြူစီယမမောင်းအစွမ်းကုန်ကျူးစားလို့ကုတာပါလေစေယုံပို့ရန်စီစဉ်နေခြင်းမောင်းမောင်းကြောကြောဆူလေးစုံပါသွားကြရရှာပါလေကိုဝါဒာနဲ့မချင်းမြိုင်ဗဒာမြေလူအယူမူပူဆွေးတော့ကခံစားရရှာတယ်မချင်းမြိုင်ကဆရာတော်ဖျားကြီးတန်ကိုငိုပြီးဆွေတင်းလျှောက်ထားပါတော့တယ်ဆရာတော်ဖျား တပည့်တော်မတို့ကိုကဲပါအောင်ဖေရတပည့်တော်မသားလေးကိုအသက်ပြန်ရှင်အောင်လှုပ်ပေးပါအောင်ဖေရသားလေးကိုတပည့်တော်မတို့နဲ့အတူနေနေအောင်လှုပ်ပေးပါအောင်ဖေရဟုတ်ပါလေဖေရတပည့်တော်တို့ကိုကဲပါအောင်ဖေရအေးအေးမင်းတို့သားလေးမင်းတို့နဲ့အတူနေခြင်းနဲ့ဆိုရင်အတိတ်ထံမှာပြည့်စင်နဲ့စပီတော်မှာပြတ်မကွာလောက်ကြ33ဘုံဝိနည်းယတတဝါတွေကိုမြတ်တာဖို့အမြပေးဝေပြီးမင်းတို့လူရကိုဆူတောင်းကြ ကေကေပြန်ကြပြန်ကြဆရာတော်ဖရာမောတူတူမင်းရှိပြီး အတွင်ကံကိုဝင်သွားသဖြင့်ပြန်ခဲ့ကြရပါလိမ့်ဆရာတော်မင်းရှိတဲ့အတိုင်းအဋ္ဌံပြီးဆုံးအောင်ဝင်ခဲ့ကြပါလိမ့်ဆရာတော်ကအဋ္ဌံမျိုးမျိုးဆက်ပြီးတော့ကျင့်ခိုင်းပြန်နေကိုဝါတာနဲ့မချင်းမင်းကလည်းမကြီးမကြီးဆက်ပြီးတော့လုပ်ခဲ့ကြပါလိမ့်ပျောက်တော်သူရှာရင်တွေ့တည်တော်သူကြာရင်မေးဆိုတဲ့အတိုင်းကိုဝါတာနဲ့မချင်းမင်းတို့မောင်ကျော်ကျော်ဆိုးလေးကို မိပြောက်ခဲ့ကြပြီဖြစ်ပါလိမ့်။အယောင်ဝဲကတစ်ဖက်ဆရာတော်ရဲ့ကျင့်စဉ်များဇက်တိုက်ခိုင်းစင်မှုကြောင့်မိနေကြခြင်းဖြစ်ပါလိမ့်။ပြန်လည်ပြီးတော့တတိယဇာကြုံလာရသည်မှာကိုဝါတာနဲ့မာဂျီမြန်တို့မှဒုတိယသားလေးမွေးဖွားချိန်မှာဖြစ်ပါလိမ့်။ကြော်ကြော်ဆိုးလေးများဖြစ်လိမ့်မလားဆိုပြီးပြောဆိုမိခဲ့ကြတယ်။ဒုတိယသားလေးရဲ့နာမည်ကိုမင်းမင်းလို့ပေးခဲ့ကြပါတယ်။မင်းမင်းလေးသုံးနှစ်သားခန့်မှာစကားကြော်ကြော်ဝဝပြောတတ်နေပြီဖြစ်ပါလိမ့်။ မိုးဖိုးဖိုးလေးယွာနေတဲ့နေ့တနေ့မိုးဖိုးဖိုးကြနေသဖြင့်ဈေးရောင်းဝယ်ကပါလို့နေပါတယ်။မကြင်မြန်ကမင်းမင်းလေးနဲ့စကားပြောနေတယ်။ကိုဝါတာကမင်းမင်းကိုလှမ်းပြီးတော့ခေါ်လိုက်ပါတယ်။တားလေမင်းမင်းရေဒီလာပါဦးကွာ။အဖေရတဲ့တောက်ကိုမင်းမင်းလို့မခေါ်ပါနဲ့။ဟာငါသားရဲ့နာမည်ကမင်းမင်းလေကွာ။မင်းမင်းလို့မခေါ်လို့ဘယ်လိုခေါ်ရမှာတော့တားရ။တောက်နာမည်ကမင်းမင်းမဟုတ်ပါဘူး။ ဟေးဒါဖြင့်ဘယ်သူတုံးกว่าကြော်ကြော်စိုးပါဩအဲ့ဒါကตาရဲ့အကူกว่าဟာနေစမ်းပါဘလို့ဘလို့ตาနာမည်ကကြော်ကြော်စိုးလေဟာကျင်းမြန်ရေးမင်းမင်းကသူ့ကိုယ်သူကြော်ကြော်စိုးလို့ပြောနေတယ်ဟာကျော်တော်ကตาကြော်ကြော်စိုးအကြောင်းပြောတာကြားနေလို့ပြောတာနေမှာပေါ့မဟုတ်ဘူးตาနာမည်ကကြော်ကြော်စိုးအခုမှမင်းမင်းဖြစ်သွားတာဟေးဒါဆိုရင်ကြော်ကြော်စိုးဝင်စားတာများလား မေးစမ်းမေးစမ်းချင်းမြတ်မေးစမ်းဘာကကြောကြောဆိုးဆိုရင်ဘာတွေမှတ်မိလဲပြောစမ်းပါဦးအဖေမရှိတော့သားကဟိုကလေးထိုင်နေခိုင်းမိလို့မေးကွဲသွားတာလေအေးဟုတ်တဟကဲပြောစမ်းပါဦးဘာတွေမှတ်မိသေးတော့အဲမင်းမင်းကမေးလေးဘကလက်ညိုးထောက်လို့စဉ်းစားနေပါလေတတမာကအကြောင်းပြတဲ့ဘောက်ကလိမ့်ကြတော့အောက်ကဥပလာကြီးကဖမ်းထားတာလေဟေးဟုတ်တဟ ငါသားကြော်ကြော်စုကငါသားမင်းမင်းဝင်စားတယ်ကွပစ္စည်းတွေယူပြီးဆရာတော်စီကိုလိုက်ခဲ့တော့ခြင်းမြန်ရေမင်းမင်းကိုဆရာတော်စီခေါ်သွားပြီဟကိုဝါဒကဝန်တာအာရနဲ့မင်းမင်းကိုပွေ့ရှိလို့ဆရာတော်ရဲ့အကြောင်းကိုပြေပါတယ်မခြင်းမြန်ကကြော်ကြော်စုရဲ့ဝေဆာမြောက်ကိုယူလို့နောက်ကနေလိုက်သွားတယ်လူဝင်စားလေးမင်းမင်းက အလုံးကိုရွေးချယ်ပြီးပြတ်သားနိုင်ခဲ့ပါတယ်သူရဲ့ဘဝဟောင်းက ကစားစရာအယုံများကိုတော့ ပြောပြနိုင်ခဲ့တယ်။တကြောင်ဆရာတော်ကအေးအေးမင်းတို့ဖြစ်စေခြင်းနဲ့ဆန်တော့ပြေဝပါမလား။ကျင်းမြိုင်နေသားနေစီကိုပြန်ရောက်ပြီနော်။အဲ့တော့ဒီနေ့ကစပြီးမင်းမင်းဆိုလို့ခေါ်ကြပြီတော့။ကိုဝတာနဲ့မကြင်မြင်မောင်ပီတီများဖုံးလွှမ်းလို့အပြိုကြီးပြောနေကြရပါတယ်။လူလောကကြီးမှာထူးခြားစံကျတော်တကယ့်ဖြစ်ရဆန်းများမှာစိတ်ကူးရင်စာရေးဆရာများဖန်တီတော်ဇလန်ဇက်ွက်များထက် ပို့ပြီးတော့ထူးခြားဆန်းကျဲတက်ပါလိမ့်ဒါကိုလူများလက်ခံလာကြပြီဖြစ်တယ်ကိုဝါတာနဲ့မကြင်မြန်တို့ရဲ့တောင်းမောင်ကျော်ကျော်ဆိုမိခင်ဖောက်ခင်ရင်းများထံကိုပြန်ပြီးလူဝင်စားဖြစ်ခဲ့တာကိုဆန်းကျဲတယ်လို့ထင်မြင်ယူဆနိုင်ပွဲရရှိခဲ့ပါတယ်ရွှေဘော်ကျွန်းဆရာတော်ဖျားကြီးရဲ့စေတနာမြတ်တာရင်ခံလို့မြတ်တာပို့ခြင်းအမြဝေခြင်းကိုကိုဝါတာနဲ့မကြင်မြန်တို့ကိုယ်တိုင်ဆရာတော်ဖျားကြီးရဲ့လက်ညွှဲစေခိုင်းတဲ့အတိုင်း အတိကျလိုင်းနာဆောင်ရွက်စူတောင်းပြစ်တာပို့တာပေးမှုများကြောင့်စန္ဒာပြေဝါခဲ့တဲ့ဆိုပြီးဆွေမြစ်စွာမှတ်ယူခဲ့ကြပါတယ်ယုံကြည်ခဲ့ကြတယ်ဒါကြောင့်ဆရာတော်ဖျားကြီးကိုပုံမကြီးညိုကိုင်းဆိုင်ကြပြီးဆရာတော်ရဲ့ကျင့်စဉ်များနဲ့ဆရာတော်ရဲ့လမ်းညွှန်စေခိုင်းမှုများကိုပုံမလေးထားပြီး လုပ်ကင်ခဲ့ကြပါတယ်ရွှေဘော်ကျွင်းစေတော်ဝင်ကျောင်းကြီးရဲ့နေ့စဉ်ကျင်းပမည်ဖြစ်သော တပေါင်းပွဲကို ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ် မြန်မာပြည်မှာရှိတဲ့အနေနဲ့ရင့်ရမောင်ရွှေဘော်ရင်းစီရတော်ဖျားကြီးရဲ့တပည့်တာဝကမြောင်အထူးစုဝေးလာရောက်ကြတဲ့ပွေတော်ကြီးဖြစ်ပါလိမ့်ချင်းချင်းတဲ့စီကတိုင်းမဲ့စွာကျင်းပါလိကျင်းပါမည်ပွေတော်ကြီးမောင်ကိုဝါတာနဲ့မကျင်မြိုင်တို့အုံငပြောအယောင်းအားဆုံးအချိန်မဲ့ဖြစ်ပါလိမ့်ကိုဝါတာရဲ့ဆွေမျိုးသားချင်း၄၅ရောက်ခန့်ကူညီပြီးတော့ရောင်းချကြရတယ်ဇေဝံများရှုပ်ထွေးနေစဉ် သုံးနှစ်ရွယ်ကလေးတယောက်စိုက်ထဲကို ပြေးဝင်လာပါလေအဖေအမေကလေးကကိုဘတ်ရဲ့လက်ကိုဆွဲလို့အဖေလိုခေါ်ပြီးမကြင်မြိုင်ကို အမေလိုခေါ်လို့ပြေးဖက်လိုက်ပါလေဟာကလေးလူမနေပြီမိဘတွေနဲ့ကြွေးလာတဲ့ကလေးလားမသိပါဘူးအမေကြုတ်ပါဗျအဖေကြုတ်ကြော်ကြော်ဆိုးလေဟေးဟောတော့မင်းကကြော်ကြော်ဆိုးလားဟုတ်တယ်လေမေယကျုပ်ကအမေသားပါ ဟာဘလူလေဟာကျင်မြန်ရဟဲ့တာဘဘိုးဟိုဟိုဟိုလေးသူတို့တို့ကကိုဝတာနဲ့မကျင်မြန်လို့ဆိုတာလားဟုတ်ပါတယ်ဒါနဲ့ခမရကျုပ်ကရင်းနေသားရွာကပါတော့ဒါကကျုပ်သားလေးဘဘိုးပါသူစကားပြောတဲ့ကလေးကရွှေပေါ်ကျွင်းရွာကျော်ကျော်စုဝင်စားတာလို့ပြောပြီးသူမေသူဖေးတွေကကိုဝတာနဲ့မကျင်မြန်လို့ပြောပါတယ်ဟာဟုတ်လားကျင်မြန်ရဲ့ ပဲလို့တော့ဟာဟုတ်ပါရဲ့တော့အန်ဩပါရဲ့ကျိုးတူသားကျော်ကျော်စုကဟောကကျုံသားမင်းမင်းစုကိုဝင်စားနေပြီတော့ဟောတော့ဒုက္ခပါပဲကျုံသားဘဘူကလည်းသူ့ကိုယ်သူကျော်ကျော်စုလို့ပြောတာပဲကျုံမညာပါဘူးတော့ဒီရွာလည်းမရောက်ဘူးပါဘူးတော်တော့ဒီရွာမှာရှိတာလဲမသိပါဘူးယုံမတော်ဟာမဟုတ်ပါဘူးကျိုးတူကခမရကိုလိန်နေညာတယ်လို့မပြောပါဘူးဒါနဲ့ဒီရသားလေးကို မိဖုရားစီကိုကြော်ကြော်ဆိုးကဘာလို့တည်ခဲ့ရတာတော့ကွာအဖေမရှိတော့ဟိုပက်လက်ကလေးထိုင်ရဲ့နောက်ကနေတက်ပြီးစော့လို့မေးကွဲသွားတယ်လေအလားဖြားပြီးတော့တည်ရတာအဖေကကြောက်ကိုပွေပြီးတော်ပါသေးရဲ့လို့တော့ပြောသေးတယ်လေဟာဟုတ်လိုက်လေကွာချင်းမြန်ရေးဆိုင်ကိုထားခဲ့တော့ဟေးဆရာတော်စီကိုသွားပြီးရှောက်ကြရအောင်ဟေးဟေးတို့တော့ကြော်ကြော်ဆိုးတယောက်ဆုံးတာကြော်ကြော်ဆိုးနှစ်ယောက်ပြန်ရပြီထင်တယ်ဟေး သူရဲ့ဝယ်စားဟောင်းလေးနဲ့သူရဲ့ကစားစရာတွေယူခဲ့ဟကိုဝါတာမှာအံ့ဩခြင်းဝမ်းသာခြင်းများနဲ့တူ ကလေးနှစ်ယောက်ရဲ့လက်ကိုဆွဲပြီးတော့ဆရာတော်ထံကို အပြည့်လေးတွားပါတော့တယ်ကိုဝါတာတို့အတွက်မဆုံးဖြတ်နိုင်သောကိစ္စမှာဆရာတော်သားလင်းဖြည့်ရှင်းပေးနိုင်မှာကိုသိပါတယ်ကိုဝါတာတို့အတွက်ဆရာတော်သားလင်းအာကိုအားထားရာဆရာတော်သားလင်းကိုယ်ွယ်ကြီးညိုရာမဟုတ်ပါလားဆရာတော်ထံကို ရောက်ရှိတဲ့အခါပူပူက မကအကြောင်းပေါ်မှာလိမ့်ကြခဲ့ပုံဥပလောက်မှကေတင်ခဲ့ပုံနဲ့သူ့ရဲ့ဝတ်စားများ ကစားစရာတွေကိုပါရွေးချယ်ပြသနိုင်ခဲ့ပြန်နေပဝင်းချင်းစနီနာချင်းများရဲ့နာမည်များကိုလည်းပြောပြနိုင်ခဲ့ပါတယ်ထို့ချိန်မှာဇရာတော်ဖျားကြီးကကိုဝါဒကို စတင်မေးမြန်ပါတော့တယ်ကဲကဲဝါဒမင်းရဲ့သားကြောကြောဆိုးကိုလွန်ပြီးစားကတပေါင်းစီဒီဒိတ်ထံဝင်ကြောကြောဆိုးတို့ကဘယ်လိုဆူတောင်းခဲ့တယ်လဲဆိုတော့ တေတေချာချာစဉ်းစားပြီးတော့ပျော်စမ်းกว่าတင်မဖရာတပည့်တော်ရဲ့တောင်းကြောကြောဆိုလူဘဝအမြန်ပြန်ရောက်ပြီးဖရာတပည့်တော်တို့နဲ့အမြန်တွေ့ဆုံရပါလို့ဤဆိုပြီးဆုတောင်းခဲ့ပါတယ်ဖရာကဲမကြင်မြန်ကရောဘယ်လိုဆုတောင်းပြီးဘယ်လိုအဋ္ဌံဝင်ခဲ့တယ်လို့စဉ်းစားပြီးတော့ပျော်စမ်းဖရာတပည့်တော်မဤတောင်းကြောကြောဆိုဖရာတပည့်တော်မဤရင်ဝင်မှာအမြန်ပြန်၍ ရောက်ရှိပါရစေလို့ဆုတောင်းခဲ့ပါတယ်ဖေဟာဇေယျတော်ဖျားကြီးကကိုဝါတာနဲ့မကြင်မြိုင်တို့ရဲ့ဆုတောင်းစကားကို အသေးချာနားထောင်ပြီးပရိသတ်ကိုကြည့်လိုက်တယ်ပရိသတ်မှာဓမ္မယုံပြည့်နှီးပါရှိနေတာကြောင့်ကဲကဲတကတကမှာအလုံးသေးသေးချာချာနားထောင်ကြပါအခုလိုကြုံကြိုက်ထုံးမှာအလုံးတကတကမှာတွေသိရှိအောင်ပြောပြချင်ပါတယ်တကမောင်တော်ဝါနဲ့တကမမကြင်မြိုင်တို့ရဲ့အဖြစ်ပြအစကနေပြောပြပါမယ် မောင်ဝါဒနဲ့မကြင်မြန်တို့တွေ့ကြုံရမယ့်ပူဆွေးတော်ကားရဲ့နမိတ်တွေကိုကြိုတင်တားဆီးဖို့သူတို့နှစ်ယောက်ထဲတီးတန့်အလုံစကန်းဝင်စီခဲ့တယ်။ဒီနေရာမှာပြောချင်တာတစ်ခုကတော့မရဏဆိုတဲ့တေခြင်းတရားကိုတော့တို့ရဲ့မြတ်စွာဘုရားတော်မှာမတားဆီးမရှောင်လွှဲနိုင်တာကိုဂရုပြုကြပါ။ဒါကြောင့်မောင်ကျော်ကျော်ဆိုရဲ့မရဏဘေးကို မတားဆီးနိုင်ခဲ့ဘူး။ပူဆွေးတော်ကလောင်မြန်ရတော့မယ့်မိဘနှစ်ပါးကိုကြိုတင်ပြီးတရားရည် တက်ရွေ့ပေးခဲ့တာပေါ့ပူဆွေးဒုက္ခကိုဖြေသိနိုင်အောင်အတိတ်ထမပြက်ဆက်ပြီးတော့ဆောင်ရွက်ဖို့အမိတ်ဆန်ဆန်ပြောခဲ့ခိုင်းခဲ့တာပေါ့ဒါနဲ့ကြောကြောဆိုးကိုလွန်ပြီးလူတို့မိဘနှစ်ပါးဖြစ်စေခြင်းနဲ့ဆန္ဒကိုဖွင့်ဟဆူတောင်းခဲ့ကြတာကြားတဲ့အတိုင်းပါပဲတက္ကမောင်တော်ဝါကသူသားလူဘဝရောက်ပြီးသူတို့နဲ့ပြန်ပြီးဆုံတွေ့ပြရသည်လို့ပဲဆူတောင်းခဲ့တယ်။ဒါကြောင့်ပဲဒီနေ့ရောက်ရှိလာတဲ့မောင်ပူပူဖြစ်လာခဲ့တာပေါ့ ပြီးတော့မိခင်ရဲ့မကြင်မြင်ကသူသားသူရဲ့ရင်ဝင်ထဲကိုအမြန်ပြန်ပြီးရောက်ရှိရပါလို့ဤဆိုပြီးဆူတောင်းတဲ့အတွက် သူရဲ့ဆူတောင်းပြဖို့မင်းမင်းဆိုဖြစ်နေရောက်ရှိလာခဲ့တာပဲဖြစ်တယ်။အဲဒီတော့တက္ကရုတက္ကမတို့ဘာဝနာတွေပွားများပြီးတိတိကျကျမမှန်ကန်ကန်ပြုလုပ်ခဲ့တဲ့တကယ်ကိုစစ်မှန်တဲ့မြတ်တာတရားရှေ့ထားပြီးမြတ်တာဘုရားအမြတ်ဝေဆူတောင်းရင်ဆူတောင်းချက်တွေပြည့်ဝတယ်ဆိုတာသိရှိစေခြင်းနဲ့တိတိကျကျမှတ်သားထားကြပါလို့ပြောချင်ပါတယ်။ တက်ဆက်ထည့်ပြောချင်တာကတော့စူတောင်းမှတ်တဲ့ကြတာတွေပဲဖြစ်တယ်။တချို့တချို့သောတက္ကရာကမာတွေဟာရှေးဘဝရည်စက်တွေကြောင့်ယခုလက်ရှိဘဝမှာအကျဉ်းလင်မယဖြစ် ပေါင်းတင်ကြရတယ်။တယောက်နဲ့တယောက်ကိလေသာကာမစိတ်တွေနဲ့အဆွေလန်းကြီးဆွေလန်းပြီးမခွဲနိုင်မခွာရက်ချစ်ခင်ဆုံးမကြတယ်။ဘလောက်ထိကိလေသာမကုန်ခန့်တယ်လဲဆိုရင်နောက်ဘဝစတိုင်းစတိုင်းငှက်ဖြစ်ရင်လေတက္ကရာနဲ့နာလို့စင်ဖြစ်ရင်လေတကြွနဲ့နေပြီး ပေါင်းဖက်ဆုံးတွေ့ရပါလို့ဤဆိုပြီးဆုတောင်းတတ်ကြတယ်။အဲဒီလိုဆုတောင်းတဲ့အတွက် လက်ရှိလူဘဝကဒါနာသီလကုသိုလ်ကောင်းမှုတွေကြောင့်လူဘဝကိုပြန်လဲဆုံးတွေ့ကြတဲ့အခါမှာယောက်ျားဖြစ်သူကမိန်းမဘဝကိုရမိန်းမဖြစ်သူကယောက်ျားဘဝနဲ့ပြောင်းမြန်ပြန်ပြီးတော့ဆုံးတွေ့ကြတာတွေနှစ်ယောက်စလုံးမိန်းမဘဝကိုရကြနှစ်ယောက်စလုံးယောက်ျားဘဝကိုရကြတဲ့စုပန်းရှင်တွေဟာယောက်ျားချင်းချင်းမိန်းမချင်းချင်းလင်မယဘဝ ပေါင်းတင်ကြရတာတွေဘူးကြုံဘူးကြလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒါထက်ပိုပြီးတော့ဆိုတာကစုပန်းရှင်တွေဟာမောင်နှမယင်းဘာဖာယင်းနဲ့ဘဝတွေပြန်ပြီးစုံခဲ့ကြလို့ရှင်ဘဝကဆူတောင်းကြောင်းလင်မယားဖြစ်ပေါင်းတင်ကြရတဲ့ရင်နာစရာဖြစ်ဆုံးနဲ့ကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်တို့တကာတကာမာရီပြည့်လို့တဲ့ဒါနာသီလဘဝနာတို့အတွက်စစ်မှန်တဲ့မြတ်တာပို့သားခြင်းများကြောင့်ဆူတောင်းပြည့်တဲ့ဆိုတာအကျွမ်းမဲ့လက်ခံယုံကြည်ကြပါ ဒီနေ့မှာတို့ရွှေဘောကျွင်းစီတော်ဝင်ကျောင်းဝင်းကတော့မြေတာသမယောသစ္စာသမယောပါရှိတယ်ဆိုတာပြောဘူးတယ်နော်ဒါကြောင့်ဒီနေ့မင်းမင်းစုနဲ့ဘူဘူအဲဘူဘူစုလို့ပဲခေါ်ကြပါစို့တို့တို့နေအောင်လူဘဝကိုပြန်ပြီးရောက်လာခဲ့တာဟာမိဘနှစ်ပါးရဲ့စုတောင်းမြေတာပို့တော်မှုကြောင့်နှစ်ယောက်တဘဝဖြစ်ခဲ့တဲ့ကြောင်းသင်ငန်းစာယူပြီးတော့စုတောင်းမမစုတောင်းနိုင်ကြပါစေလို့မှာကြလိုက်ချင်ပါတယ်သာဓုသာဓု သာဓုပါဗျာဆရာတော်ဘုရားကြီးရဲ့ဟောကြားချက်ပြီးချိန်မှာပရိသတ်ကြီးမှာတရားဝဲဆုံးတဲ့ပမာသာဓုအနုမောဒနာခေါ်ဆိုလိုက်ကြပါလိမ့်ရှင်ဘောကျွင်းစေတော်ဝင်ကျောင်းမှာဇေယတိထိဓမ္မညဏ်ဤဆရာတော်ကြီးကိုသာဝစဉ်ဥထိပ်ပန်းစင်း၍လေးစားကြည်ညိုစွာနှင့်ဂုဏ်ပြုရည်တော်လဲပါသည်စာရည်သူဟုတ်ကဲ့စိတ်ဝင်စားပွဲ ထူးခြားဆန်းခြင်းလူဝင်စားဖြစ်ရမန်ဇလန်ကောင်းလေးကို ပါကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတစ်ပုဒ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ကြီးတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်ချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအားလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင် အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြီးစံ channel လေးကနေထူးခြားဆန်းကျင်လှုပ်ဝှက်ဆန်းကျင်ဒဲတဲ့ရင်ဖို့ဗရလောကကံမီရယမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကို နေ့စမပြရှာဖွေပြီးတော့မှဖတ်ပြ